ထိုင်းနိုင်ငံအတွင်းတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးထောင်ချခံရတဲ့မြန်မာနိုင်ငံသားတွေကိုနေရက်ကိုပြန်လည်ပို့ဆောင်တဲ့အချိန်မှာစစ်ကောင်စီကစစ်မှုထမ်းဖို့မကြာခဏဖမ်းဆီးတာတွေရှိနေတယ်လို့ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်ဒီအထက်မှာအသက်30ကျော်အရွယ်ကိုတက်နိုင်ထွေးနဲ့ကိုနိုင်ဝင်းထွန်းတို့နှစ်ယောက်လည်းပါဝင်ပါတယ် မိသားစုစာဝင်နေရေးကြောင်းထိုင်းနိုင်ငံမှာတရားမဝင်အလုပ်လုပ်ကင်နေရတဲ့သူတို့ကိုလုပ်ငန်းခွင်အတွင်းမှာထိုင်းအာဏာပိုင်တွေကဝင်ရောက်ဖမ်းဆီးခဲ့တာပါအဲ့ဒီနောက်ရန်နောင်းအချုပ်ထောင်မှာရပ်ပေါင်း40လောက်ရှုံဆောင်ထားခဲ့ပြီးတော့ထိုင်းမြန်မာနယ်စပ်ကော့တောင်းမြို့ကိုပြီးခဲ့တဲ့ဇန်နဝါရီလ22ရက်နေ့မှာပို့ဆောင်ခဲ့ပါတယ် သူတို့နှစ်ယောက်နဲ့အတူမြန်မာပြည်ပြန်ပို့ခံရတဲ့အမျိုးသားအယောက်80ကျော်ရှိပြီးတော့အားလုံးကိုစစ်မှုထမ်းဖို့စစ်ကောင်စီကကော့တောင်းအရှိဆိုင်ခလာရ431တက်ရင်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ကိုနိုင်ဝင်းထုံးကပြောပါတယ်။ရှိတယ်ကကြာတော့လို့ခွင့်ငင်းခွင့်မပေးဘူးစစ်တပ်တဲ့တခါတည်းထက်တာကိုရီမာကြစစ်တပ်တဲ့တခါတည်းထက်တယ်ဆိုပြီးတော့စိုးရိမ်စိတ်တအားများတာပေါ့နော်ကိုရီမာကစဉ်းစားပြီးသားလေလုံးဝလွတ်လပ်မရှိတော့ဘူးစိတ်ကလည်းအောင်တာပဲ သူတို့အားလုံးဆေးစစ်ပြီးတပတ်လောက်အကြာမှာခလာရ431ကနေဘိမ့်မြို့နယ်ရွှေဒူးရွာမှာရှိတဲ့တိုက်ခိုက်ရေးနဲ့စီယုံရေးတင်တန်းချောင်းကိုပို့လိုက်ပြီးတော့အဲ့ဒီမှာစစ်တင်တန်း10ရက်ကျော်တက်ရောက်ခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီတင်တန်းကြောင့်ကနေကိုတက်နိုင်ထွေးနဲ့ကိုနိုင်ဝင်းထွန်းတို့နှစ်ယောက်အပါအဝင်ဆက်လျှောက်ယောက်ဟာလုံခြုံရေးတင်းကျပ်ထားတဲ့ဂျားကနေပဲခက်ခက်ခဲခဲထွက်ပြေးလာခဲ့တာလို့ကိုတက်နိုင်ထွေးကပြောပါရယ် ကျွန်တော်တို့ကတော့မှထွက်ပြေးလာခဲ့တဲ့အဲကျွန်တော်ကျွန်တော်တို့ဆိုတိုင်ပင်ပြီးသားခင်ဗျာဘလုံးကျော်မဲ့ငါတို့ဘလုံးကျော်မဲ့အခုလဲသေးရမှာပဲနောက်လဲသေးရမှာတကယ်လို့ကျွန်တော်တို့ကဘလုံးကျော်မဲ့ပြေးနိုင်လို့ရှိရင်တကယ်ကိုညီမဲ့သူရှိလို့ရှိရင်ဘလုံးကျော်မဲ့ငါတို့ကလော့နိုင်တယ်ဒါပေမဲ့တကယ်လို့သူတို့ကနောက်ကလိုက်လာပြီးပြစ်မယ်ဆိုလို့ရှိရင်ငါတို့ကသေနိုင်တယ်ကျွန်တော်တို့မှ12ယောက်ဗျာ12ယောက်တည်းမှကျွန်တော်တို့ကကြာတော့ဘလုံးကျော်မဲ့သူတို့3-4ယောက်နေထားနဲ့လိုက်လာလို့ရှိရင်ငါတို့ပြန်သွန်းလာမယ်ဆိုတဲ့စိတ်ပေါ့နော်ဒါဘလုံးကျော်မဲ့အဲ့လိုနေထားတဲ့ ထွက်ပြေးလွမြောက်ခဲ့တဲ့ကိုတက်နိုင်ထွေးတို့အဖွဲ့တွေက၄ယောက်ဟာစစ်ကောင်စီတပ်သားတွေကပြန်ဖမ်းမိသွားပြီးတော့နှိပ်စက်ညှဉ်းပန်းခံနေရတယ်လို့ဆိုပါရယ်။တောထဲမှာပုန်းချောင်နေရတဲ့ကာလာတွေမှာလည်းစစ်ကောင်စီတပ်တွေပြန်ဖမ်းမိသွားမလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့နေထိုင်ခဲ့ရတယ်လို့ကိုတက်နိုင်ထွေးကပြောပါရယ်။ခဏနေလို့ချင်းချောင်းချောင်းတန်ကြလို့ရှိရင်အိမ်မှာဖတ်ကြည့်လိုက်တိုးတယ်ဆိုတော့ဘလုံးကျောင်းခွေးဟောင်တန်ကြလို့ရှိရင်ကြည့်လိုက်။တညတညဆိုလို့ရှိရင်ဘယ်မှာမုံမလင်းသေးဘူးလားမုံမလင်းအိတ်လိုက်ထားလိုက်နဲ့ပေါ့နော်။တို့လေးကို တော်တော်လို့တော့မတက်ဦးစေမှာအဲ့အဲ့လိုနေသားတွေရှိတယ်ဟုတ်ကဲ့အခုတော့ကိုတက်နိုင်ထွေးနဲ့ကိုနိုင်ဝင်းထွန်းတို့နှစ်ယောက်စလုံးဗိတ်ပြည်သူကာကွယ်တပ်ဖွဲ့စီကိုရောက်ရှိနေပြီးတော့လုံခြုံရေးအခြေအနေစိုးရိမ်စရာမရှိတော့ပေမဲ့မိသားစုနဲ့ပြန်ဆောင်နိုင်ဖို့ကြိုးပမ်းနေတယ်လို့ဆိုကြပါတယ်။ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်ကြသူတွေအနေနဲ့လည်းတရီးနဲ့သွာလာကြဖို့အတင်းအကျပ်စစ်မှုထမ်းစုဆောင်ခံရရင်လည်းလွတ်မြောက်အောင်ကြိုးစားပြီးတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းဖို့သူတို့နှစ်ယောက်ကတိုက်တွန်းလိုက်ပါတယ်ရှင်။